ဟဲ့ကောင်ဘိုးတိတ်နင်းကဘယ်လိုဖြစ်ပြီးတော့အမောတကောပြေးလာတာလဲပြောင်းမိုးဘက်စလိတ်ကိုရဲနေအောင်ဖွာရှာရင်မေးလိုက်တဲ့ဒေါမုံရဲ့စကားကြောင့်ပဲအသက်ကိုပြင်းပြင်းရှုံနေတဲ့ဘိုးတိတ်ကဟိုကောင်လေးနားမှာလေဘဲကမှန်မသိတဲ့ဆရာတွေရောက်နေတယ်သူတို့နေတဲ့အိမ်နာကိုကပ်လိုက်တာနဲ့အသားတွေပိုးလာလို့ပြန်ပြေးလာတာပို့မပေါ်ဟဲ့သူတို့ကတာမန်ဆရာတွေမှမဟုတ်တာနိုင်ပြောတော့ဒီကိစ္စကိုနင်းတယောက်တည်းလုပ်နိုင်ပါတယ်ဆို။ အစကတော့သူတို့ကိုရှော့တွက်ခဲ့မိတယ်အခုတော့အမေကြီးကိုကြီးမှရတော့မယ်ထင်တယ်နင်းကားငားရဲ့တာတပြည့်ဖြစ်လို့ရငားပညာတွေမထုတ်သုံးတာကြာနေတာဒါကြောင့်ဒီပွဲမှာငားပါဝင်မှဖြစ်တော့မှာပြောစမ်းနင်းဘလိုမျိုးဖြစ်ချင်လဲကျုပ်စီကပညာသင်ပြီးတော့ကျုပ်အကိုတိုင်းချုံကိုရိုးတော့အောင်လုပ်ခဲ့တဲ့ငတိကိုတော့တသက်လုံးလူစိမ့်မုံအောင်လုပ်ချင်တယ်တဲ့တဲ့သူတွေကိုတော့အမေကြီးရဲ့သဘောတိုင်းပဲပညာကုန်ပြပေးလိုက်ပါ ကောင်းပြီလေမဲမှုံးဆိုတာတုတ်နယ်တွေရောက်လာရင်ဘသူကမှဖို့မထားတာဒီကောင်တွေသိစရာမဲဘိုးထိန်ငင်ဘိုက်စာနေတယ်မဟုတ်လားအမဲသားဟင်းချက်ထားတယ်ရှင့်ယူစာတော်မုံရဲ့စကားကြောင့်မဲဘိုးထိန်ကအိမ်နောက်ဖေးထဲဝင်သွားပြီးတော့အုတ်ဆောင်အောက်မှာရှိနေတဲ့အမဲသားဟင်းနဲ့ခမင်းကိုအားရပါရစားလိုက်ပါတယ်စားပြီးတော့အပြင်ကိုထွက်လာတော့ဒေါမုံကဖျောင်းနိုင်ပြီထုံးထားတဲ့ဆင်ရှိမှာတင်မလီခွေထိုင်နေခဲ့တယ်လို့ နေရမှာရှိတဲ့ပဒင်းပေါက်ကလိတ်ခါစားတွေဟာလေမတိုက်ဖက်တစ်ဖက်ဖက်လှုပ်ခါနေရကိုမြင်လိုက်ရတယ်။ဘာကြီးလုံးဆရာကဘသူကိုမှမခေါ်ဘဲနဲ့ဘဲကိုထွက်သွားတာလေတိလား။ရင်းနှီးချမ်းတောက်နေမိလိုက်တဲ့ခေါင်းလှစကားကြောင့်ပဲစေးတံဖွာနေတဲ့ဦးလုံးတင်ကသူကိစ္စရှိလို့တော့တာဖြစ်မှာပေါ့ကွာ။မောင်ကောင်းကလည်းသူကရောဘယ်သွားတယ်မြင်လဲ။ကျွန်တော်အထင်ပြောရရင်တော့ဟိုနေ့ညကစကြောလှုပ်တဲ့ကိစ္စနဲ့ပတ်သက်မယ်လို့ထင်တယ်။ ဘာကြီးလုံးကဒီမှာနေတာကြာပြီဆိုတော့ဘသူဖြစ်မယ်ဆိုတာခံမှန်းမိတယ်မဟုတ်လားငါကဒီမှာနေတာကြာပြီဆိုပေမဲ့ကို့ဘာသာအေးစေးနေတာများတယ်ကွာဒါပေမဲ့ဒီနေ့တခွဲမှာအမေမုံလို့ခေါ်တဲ့ပညာတဲ့တယောက်တော့ရှိတယ်ငါစီဆေးလာကိုတဲ့သူတွေပြောတာကတော့ဘဲပညာတဲ့ပဲပြူစာပြူစာသူ့စီကိုတွားတောက်မလာရင်ကောင်းတော့ရော်တဲ့ဒါဆိုသူကဒီနေ့တခွဲကပညာတဲ့တွေရဲ့ခေါင်းချုပ်ဖြစ်မယ်ထင်တယ်သူနဲ့ရောထိတ်တိုက်တွေ့ဘူးလားထိတ်တိုက်တော့မတွေ့ဘူးကွာ သူလဲငါ့ကိုဒုက္ခမပေးတော့ငါလည်းမသိတယ်လို့ပဲနေတာဒီလောကဆိုတာကလည်းဝင်ပါရင်ဝင်ပါတယ်လို့ရှုပ်ထွေးတယ်ကျွန်တော်တို့ဗျာဆရာတယောက်တည်းသွားတာကိုစိတ်မချဘူးဒီပညာတွေကမာယာလဲများတယ်လို့တချို့ဆိုတင်အောင်မှအဝိစိငရေကိုတန်းသွားမယ်ဆိုပြီးတော့ကျုံဝါထားကြတာဗျခွန်လာရဲ့စိတ်ပူတဲ့လေတန်းကြောင့်ဦးလုံးတင်ရောင်မောင်ကောင်းမှအနေငယ်ပြုံးနေမင်းကစိတ်ပူလုံးတာပါကွာကဲကဲကဲကိုလှုပ်ရှားရှိတာကိုအာယုံဆက်ပြီးလို့ငါတို့လည်းဖျားရှိကိုလိုက်အောင်မေး ောင်ကောင်းကခွန်လာပကုံကိုပုတ်ခါပြောလိုက်ပြီးတော့ဖျားဝေးပြို့ဖို့ထပ်သွားခဲ့ပါရယ်။ညတကောင်ချိန်မလို့တမျော့လုံးတိတ်ဆိတ်နေပြီးမအိပ်သေးတဲ့လုံနေတချို့စီကနေသာစကားပြောတဲ့တသက်ဟာထပ်ပေါ်လာပါရယ်။အဲ့ချိန်မှာလမ်းတော်လေးတစ်ခုမှရှိတဲ့နှကုံးရှိမှာတော့အောင်မြတ်တာတယောက်မတက်ရက်ကနှကုံးကိုဆက်ကြည့်တယ်။မျိုးဆောင်ဖို့ဒီမှာရှိတယ်ဆိုလို့လာရှာတာပါ။ကြုတ်ပြောတာကြရင်ထွက်လာခဲ့ပါ။နှကုံးကိုဆိုက်ကြည့်ပြီးပြောတဲ့တန်ကျောင်းမျက်နှာကိုပွားနဲ့အုပ်ထားတဲ့အဖိုးတယောက်ရုပ်ထုနောက်ကနေထွက်ပေါ်လာတယ်။ ကျုပ်ခုနကတရားထိုင်နေလို့ဆရာလေးကိုမတွေ့တာပါဒါနဲ့ဘာကိစ္စကြောင့်ကျုပ်စီကိုရောက်လာခဲ့တာလဲအဘိုးကဒီမျိုးပိုင်းဆိုတော့သိကျင်တာလေးတွေကို မေးကျင်လို့ပါမေးပါဆရာလေးကျုပ်သိတာဆိုရင်တော့ဖြေပါမယ်ဒီနေ့တဝိုင်းမှာကောင်းကင် စက်ကျိုးပေါ်စက်ကျိုးချိန်နိုင်တဲ့ပညာတွေရှိတယ်ဆိုတာဟုတ်လားအောင်မေတ္တာစကားကြောင့်မျိုးဆောင်အဘိုးကတက်ပြတဲ့ချက်ကိုချတယ်ရှိတော့ရှိတယ်ဆရာလေးသူ့နာမည်ကဒေါ်မုံလို့ခေါ်တယ် သူ့ပညာစင်ကရောဘယ်အထိရှိလဲသိလားသူကစနေကျိုးကိုဒိဋ္ဌိကျအစင်နဲ့အောင်ထားတာသူ့အနေနဲ့စက်ကျိုးစင်ပြီးတော့ကောင်းကင်ပေါ်သွားတဲ့ခါမှာဘဝင်စိတ်နဲ့တည်းမဟုတ်ဘဲနဲ့အပြင်ကရုပ်ခန္ဓာကြီးကိုပါတဲသွားနိုင်တဲ့အထိစွန့်နေဒီအစင်းကတော်ရုံမှမဟုတ်တာဒါကြောင့်ဒီနေ့တခွင်လုံးကိုချုပ်ကန်ထားနိုင်တာကိုကျုပ်တို့တောင်မှ သူ့ကိုအာမခံရဲဘူးသူ့ရဲ့တပည့်တွေထဲမှာလည်းအတော်ကိုစွန့်နေတဲ့သူတွေရှိတယ်ဒါဆို ကျုပ်ကသူ့ကိုထိတာနဲ့ကြံတဲ့ပညာသားတွေကဝိုင်းတိုက်တာခံရမဲ့ပုံပဲ။ဆရာလေးတို့တို့ပညာရေးမင်းနဲ့သူတွေတို့ကတော့ဒီလောက်ကကိစ္စမရှိပါမဲ့။ကျုပ်တို့တို့ကတော့အခုလိုပြောတာကတော့မှအပြစ်တစ်ခုလိုဖြစ်နေရတယ်။တိတ်လေစိတ်ပူမနေပါနဲ့ဗျာ။အဘိုးကိုဘယ်သူမှဒုက္ခမပေးစေရဘူး။ဒါနဲ့နောက်ဆုံးတစ်ခုလောက်မေ့ချင်တယ်။ဒေါမုံဆိုတဲ့မိမကြီးကဘယ်ရက်ဒေတာမှနေတာလဲ။သူနေတဲ့နေရာအတေးကြကိုမသိပါမဲ့။သူရှိတဲ့နေရာဆိုရင်တော့ အားပြင်းတဲ့ဆက်တွေကိုလှုပ်ထားတတ်တယ်။အရက်စကားပြောရရင်တော့ဒီနေရာမှာငါရှိတယ်ဆိုတဲ့သဘောလေး။ဒီလောက်ဆိုကြုံနားလဲပြီ။အဘိုးကလည်းကျေးဇူးတင်ပါတယ်ဗျာ။ကျုပ်ပေးဝေတဲ့အမျှတန်းတွေကိုလည်းရတယ်မလား။ရတာပေါ့ဆရာလေး။ကျုပ်အခုဝတ်ထားတဲ့ဝတ်စားကိုပဲကြည့်။အယောင်တွေတောက်ပမနေဘူးလား။ဒါတွေကဆရာလေးပေးနေတဲ့အမျှတန်းတွေကြောင့်ပါ။မျိုးဆောင်အဖိုးစကားကြောင့်အောင်မေတ္တာမျက်နှာပြောင်းရွှင်သွားပါတယ်။ကဲပါ။အဘိုးလည်းလှုပ်ရှားရှိတာလှုပ်ပါ။ကျုပ်လည်းဒီကိစ္စနဲ့ပတ်သက်ပြီးတော့ လုတ်ဆရာရှိသေးလို့တွားလိုက်ဦးမယ်။ဒီလိုပြောကနတ်ကုန်းရှိကနေထွက်လာခဲ့တယ်။ကြောင်ရှိကနေထွက်လာတဲ့ခွေးရောင်တန်ကြောင့်အင်းဆွဲပြီးစနေတဲ့ခွန်လာတယောက်ခေါင်းထောင်လာတယ်။အကိုခွေးရောင်တန်ကိုကြားလား။ဒီကြားတယ်လေ။ဘာဖြစ်လို့လဲညီလေး။ဒီကောင်းနေပြောနေတာကမြို့အနောက်ဘက်ကွင်းပြင်မှာလူစိမ်းတွေရောက်နေတယ်တဲ့။ဟေးခွေးတွေကပြောတာလား။ဟုတ်တယ်ဗျ။ဒီကောင်းနေအတော်လေးကိုကြောက်နေတဲ့ပုံကြည့်ရတာ။ ဒီလူတွေကပညာသည်တွေဖြစ်ပေါ်များတယ်။နေုံးကဒီနေ့ကလာခွင့်နေမို့လား။ဟုတ်တယ်။ဒီနေ့ကလာခွင့်နေပဲ။ဟုတ်လေ။ဆရာကငါတို့ကိုဒီเจ้าကနေဘဲမှမတော်ဖို့မမှားခဲ့ဘူးမို့လား။ဆရာပြောတာကတော့အကူကကျွန်တော်ကိုတေချာဂိူးဆိုင်ဖို့ပြောခဲ့တာ။ခေါင်းလာစကားကြောင့်မောင်ကောင်းကဘေးမှာချထားတဲ့လွယ်ကိုလွယ်ပြီးတော့ငါတို့တွေမျိုးနောက်ဖက်ကွင်းကိုသွားရအောင်ကွာ။ငါထင်တာမမှားဘူးဆိုရင်တော့ဒီညကသူတို့တွေပညာပြိုင်တဲ့နေ့ပဲဖြစ်ရမယ်။ ကျုပ်လည်းရှမ်းပြည်ဘက်မှာပညာသင်တုန်းကတခါမြင်မှုတယ်ဒီဘက်မှာတော့ဘလို့မျိုးလဲဆိုတာသိချင်တယ်ဒီလိုနဲ့ပဲနှစ်ယောက်သားအတိုင်းဖောက်ညီသွားကျောင်းပေါ်ကနေဆင်းလာတဲ့ချိန်ကျောင်းအောင်မှာအဲ့နေတဲ့ခွေးနှစ်ကောင်ကအမီလီတနေနဲ့ထလာတယ်ခွေးနှစ်ကောင်မင်းတို့လိုက်လို့မရဘူးလေကျောင်းမနေခဲ့ခွန်လာစကားကိုခွေးနှစ်ကောင်ကနားလေတယ်လို့ပဲလေကောင်ရင်းကိုခေါင်းလေးတင်ပြီးတော့တအီနဲ့လှုပ်တယ်မကြခင်မှာလမ်းမကြီးတိုင်းရှောက်သွားကြတဲ့လူမျိုးရဲ့ပုံရိပ်ဟာအမောင်တို့ထဲမှာဝိုးလွားပြီးတော့ပျောက်ကွယ်သွားပါတယ် လောက်ွယ်နေညမလို့အလင်းရောက်ကမရှိသလောက်မဲမောင်းနေတယ်။ဒီချိန်မှာမြို့ဆောင်ဘက်ကနေရဲရဲတောင်းနေတဲ့မီလုံတစ်လုံးကောင်းကင်ဘော်ကိုစုကနေတတ်သွားတယ်။မကြခင်မှာမြို့ရဲ့နေရာအနှံ့ပြားကနေမီလုံသုံးလေးလုံးခန့်ပြန်တက်လာပြီးတော့ကောင်းကင်ဘော်မှာလိုးလွန်ပြန်တန်းနေပါတယ်။မကြခင်မှာမီလုံတွေကတလုံးချင်းပြုတ်ကျလာပြီးနောက်ဆုံးတလုံးကသာအယောင်ဝါတောက်ပစွာနဲ့ကျိုင်းခဲ့တယ်။ဒီချင်းရကိုကြည့်ပြီးအင်ရှိမှ ထိုင်နေတဲ့တော်မုံကကြည့်တယ်။ဒီနေ့ထဲမှာမီတင်က အတော်လေးကိုတိုးတက်လာတာပဲဘိုးတယ်နင်ရောသူတို့နဲ့ပြိုင်ကြည့်အောင်မလားအမေကြီးပြိုင်စေချင်တယ်ဆိုရင်တော့ကျုပ်ပြိုင်မယ်လေအေးလေငါလဲနင်ရဲ့ပညာတွေဘယ်လောက်ထိရှိနေပြီလဲဆိုတာသိချင်တယ်ဒေါမောင်းကစကားဆုံးတာနဲ့ကောင်းကင်ပေါ်ပြန်ဝင်နေတဲ့မီးလုံးကိုစိုက်ကြည့်တာနှုတ်ကနေတတတို့ပြောဆိုပြီးတော့မီးတင်းကနင်းကိုစောင့်နေတယ်တဲ့ဒါပေမဲ့တယောက်နဲ့တယောက်အနိုင်ရယုံမပြန်ညနော်ကျိုးပဲ့သိကြတာတွေမမြင်ချင်ဘူးစိတ်ချပါအမေကြီးကျုပ်အဲ့လောက်ထိမလုပ်ပါဘူး ပြပစိုးဘောဒင်းကကောင်းကင်ကိုမောကြည့်ပြီးစုံတောက်စားတဲ့ချိန်မှာမီတော်တစ်ခုဖြစ်နေပြောင်းသွားပြီးတော့ကောင်းကင်ပေါ်ပြန်တက်သွားတယ်။မီလုံးနှလုံးကကောင်းကင်ပေါ်မှာရိန်ထိုးလှုပ်ရှားနေတဲ့ပညာပြန်နေခဲ့တယ်။ဒါပေမဲ့လည်းအချိန်တန်ကြာတဲ့အထိအနိုင်ရုံးမပေါ်သေးတာကြောင့်တော်မုံကပဲဟိုကောင်နဲ့ကောင်မဒီလောက်ဆိုရပြီပြန်ဆင်းလာခဲ့ဒီလိုပြောလိုက်ရမီလုံးနှလုံးကကောင်းကင်ရန်ကနေကွပ်ပြည့်ရှိကိုစိုးကနေပဲထိုးဆင်းလာရအနာကိုရောက်တော့ဘိုးဒိန်းနဲ့မက်တီနိုဖြစ်ကိုပြောင်းလဲသွားတယ် ။ညီကဘောရင်းကိုတော့မှရှင်တိုက်ခိုင်းတာပဲ။ဓမ္မုံစကားကြောင့်ကိုလုံးတောင်းတော့မျက်နှာထားတင်းတင်းနဲ့မိမကအမေကြီးတင်ပေးလို့ဒီလောက်ထိရှင်နိုင်ခဲ့တာပါ။တစ်ဖက်လူကလည်းအလျှော့ပေးထားတာလည်းဖြစ်နိုင်ပါတယ်။ဟဲ့ဘောရင်းနင်းအလျှော့ပေးခဲ့တာလား။ကျုပ်အလျှော့မပေးပါဘူးဗျာ။ပညာကုံသုံးမိတိုက်ခဲ့တာ။အမေကြီးသိနေတာပဲ။မဲတဲ့နင်းကိုမိတ်ဆက်ပေးမယ်။သူ့နာမည်ကဘိုးတိန်လို့ခေါ်တယ်။ငါရဲ့လက်ဟောင်းတပည့်ပဲ။ဒါကြောင့်ဒီနေ့မှတခါမှမမြင်ဘူးတာကို ကျမနာမည်ကမေတင်လို့ခေါ်ပါရယ်။တခြားပညာသည်တွေရောအချင်းနေဘလို့ရှိလဲ။ဒေါ်ဖွားလုံနဲ့မလှထောင်ကတော့သူတို့ဘဖာသာအရှုံးပေးတာမို့လို့ဘာတန်ရမှမရခဲ့ပေမဲ့မခင်အေးနဲ့ဘာကွန်ကတော့အရှုံးမပေးလို့အသေးတိုက်လိုက်ရတယ်အမကြီး။ငါလဲငငယ်ကနင်းလိုမျိုးပဲ။ဒီနေ့မှငါရဲ့ခြေရာချင်းထပ်တိုင်းတဲ့သူတွေကို အခုလိုညားနေမှစိန်ခေါ်ပြီးတော့အသေးတိုက်ခဲ့တာတော့မှသတိရသွားတယ်။ဒါနဲ့အမေကြီးကိုပြောစရာရှိတယ်။အေးဘာများလဲ။ ကျမတို့နေမြေတဲ့ကိုလူစိမ်း၃ယောက်ရောက်နေတယ်။တစ်ယောက်ကအရှိဘတ်ဇရက်မှာရှိပြီးတော့နောက်နှစ်ယောက်ကကိုကိုပင်ထံဘက်မှာရှိတယ်။သူတို့ကိုလာစေခြင်းလို့ဒီညပညာပြိုင်မှုစီစဉ်နေတာဗါလဲ။နင်းကသူတို့ကိုကြောက်လို့လား။ကြောက်သွေးပါရင်ဖောက်ထုတ်မှာပေါ့လေအမေကြီး။မဲတင်အကြောင်းသိရတာနဲ့။ဒါဆိုနင်းနဲ့ဘောတင်းကကိုကိုတံဘက်ကနှစ်ယောက်ကိုသွားဖမ်းလာခဲ့။ငါကတော့ငါစီလာတဲ့ဧည့်သည်ကိုကိုယ်တိုင်အိတ်ခံပေးလိုက်မယ်။ဒေါမုံကပြောင်းမှုဘက်ဆက်လိုက်ကို အားရပါရဖွာရှိုက်ပြီး မြေကြီးပေါ်မတ်တက်ရတဲ့အချိန်ခနာကိုတွေကနေတာမန်လူတွေမမြင်နိုင်တဲ့လှိုင်းတို့တွေအရှိန်ပြင်းပြင်းနဲ့ထွက်လာတယ်။တရွတ်တိခောက်တွေအုံမှားနေတဲ့ကုတ်ကုတ်ပင်နဲ့အောက်မှာတော့မောင်ကောင်းနဲ့ခုံလာတို့နှစ်ယောက်မတ်တက်ရကကွင်းပြင်ဘက်ကိုစိုက်ကြည့်နေကြတယ်။သူတို့တွေအနိုင်ရုံးပေါ်သွားပြီထင်တယ်။ထပ်ပြိုင်တာမတွေ့ရတော့ဘူး။မင်းပြောတာဖြစ်နိုင်တယ်ကွာဒါနဲ့ဒီမျိုးလောက်ပညာသင်များတဲ့မျိုးမမြင်ဘူးဘူးနော်။ဒီလိုလူတွေကြားထဲမှာဘာကြီးလုံးဘလို့များနေလဲမသိဘူး။ မောင်ကောင်းကအိုးလွန်းတင်ရနေထိုင်တည်ငြိမ်ပုံကိုအားမလို့အားမရရေရွတ်လိုက်ပြီးပြန်လှည့်ဖို့လုပ်မှာမျက်နှာပြင်ထက်ကိုတဖြည်းဖြည်းနဲ့လာပြီးရိုက်ခတ်တဲ့တိတွေကိုသတိထားမိသွားတယ်။ဒီကောင်တွေတို့တွေရောက်တာသိသွားပြီ။ဘာပဲဖြစ်ဖြစ်ငါဘေးမှာပဲနေကြလား။ခုံးလာလေဒီလောက်ဆိုသဘောပေါက်ပြီမို့လို့လေတန်တဖြည်းဖြည်းကြားတဲ့ဘက်ကိုကြည့်လိုက်ရမကြခင်မှာကွင်းပြင်ဘက်ကနေတချိန်ထိုးပြန်တက်လာတဲ့မီလုံးနှလုံးကကိုကိုတန်းပေါ်မှာဝေးဝိုက်ပြီးပြန်တန်းနေတာတွေ့ရတယ်။မောင်ကောင်းတို့လည်းမလိုလားအပ်တဲ့ပြဿနာတွေမဖြစ်အောင် လာရန်လန်းတိုင်းပြန်လှည့်ဖို့လို့မီလိုနှလုံးကသွားနေတဲ့လမ်းရှိမှာထိုးကြလာပြီးတော့လိုနှယောက်တွင်ပြောင်းလာတယ်။ခေါင်းလာနောက်ဆုံးနေ။စကားတမ်းမဆုံးခင်မှာပဲရန်နေတဲ့လူနှယောက်စီကနေရွှေကနေလေတိုးတန်တဲ့တူတူအရာဝတ္ထုတစ်ခုလွင်ထွက်လာတာမြင်ရတယ်။မောင်ကောင်းရဲ့လက်ပြန်ရချက်ကြောင့်သူတို့စီတန်းဝင်လာတဲ့ရာဟာလမ်းကြောင်းလဲသွားပြီးတော့အနားမှာရှိတဲ့ကော့ကော်ဘင်မှာသွားပြီးစိုက်တယ်။ဟဲ့ကောင်ခေါင်းလာမင်းငါ့ကိုမှတ်မိလား။အလင်းရောင်မှိန်ပြပြအောင်မှရန်နေတဲ့လူနှယောက်စီကနေ ထွက်လာတဲ့တန်ကြောင့်အသေးချာကြည့်လိုက်ရာသူ့ကိုပညာသင်ပေးခဲ့တဲ့ဆရာဗိုးဒိန်ဖြစ်နေတာမြင်ရတယ်။ဟာဆရာဗိုးဒိန်ပါလားခမ ्या ကဒီကိုဘလို့ဖြစ်ပြီးရောက်လာတာလဲ။တိုင်းချုံကိုမင်းလောက်တာကိုမကြည့်နဲ့လို့ရောက်လာခဲ့တာ။ဒီနေ့တော့မင်းရောမင်းပေးကကောင်းပါနာကျင်ချင်းဆိုတဲ့ရတာကိုခံစားစေရမယ်။ဗိုးဒိန်ကမန်ပပါကျုံးသွားပြီးတော့လက်နှစ်ဖက်ကိုလေထဲကိုဖမ်းဆုပ်ရာခုနကတစ်ပင်မှာစိုက်နေတဲ့ရာကပြန်ကန်ထွက်လာပြီးတော့ သူ့လက်ထဲကိုပြန်ရောက်လာတယ်။ပြီးတော့ခုံးလာတဲ့ရှေ့ကိုပြန်ကျလာတယ်။ဒီတစ်ခါမှာတော့ရှေ့ကိုရောက်နေတဲ့ယာဟာမွေးတကောင်ဖြစ်ပြောင်းသွားပြီးပပင်းကိုထောင်ကတရွေ့နဲ့နားကပ်လာတယ်။အချင်းလေးကိုရိတ်စားမိတဲ့မောင်ကောင်းကမြေကြီးပေါ်မှာစီးတုံးတက်တာပြီးအနောက်ကိုအနေငယ်ဆုပ်တယ်။မွေးဟောက်ကြီးကစီနာကိုရောက်လာပြီးကြော်တာနဲ့ဖောက်ကနေမိတဲ့နဲ့တူတူအနောက်ကိုလွတ်ထွက်သွားပြီးတော့တစားစီဖြစ်သွားတယ်။ဒါပေမဲ့အပိုင်ပိုင်အဆဆဖြစ်သွားတဲ့ခနာကိုတွေကချက်ချင်းဆုတ်သလိုရှည်ထွက်လာပြီးအစွဲဖွေးသားနဲ့မွေးတွေပြန်ပြီးဖြစ်သွားပြန်တယ်။ဒီလိုနဲ့စီနာတိလိုက် တစားစီဖြစ်လိုက်အကောင့်အစ်ပြန်ဖြစ်လိုက်တဲ့တန်တရားလည်နေခဲ့ရာပန်ဝန်းကျင်တစ်ခုလုံးခြေချစရာနေရာမရှိလောက်အောင်မွေတွေနဲ့ပြည့်နေလာတယ်။မွေကောင်ပေါင်းများစွာကလည်းအသေးခံမိစည်းကိုဖျက်ချော်လာရာပထမစည်းပေါက်ပြီးဒုတိယစည်းနှာကိုရောက်လာတယ်။ခွန်လာကတော့ဗိုးရင်းရဲ့အစွမ်းကိုတိထားသူမဟုတ်လို့အနှဲငယ်ကြောက်စိတ်ဝင်နေပေမဲ့မောင်ကောင်းကကြောက်ခံမပြဘဲနဲ့နှုတ်ကနေခါရတဲ့ဘုတ်ကိုတိုးတိုးလေးရုတ်ဖတ်တာကိုမြင်လိုက်ရတယ်။အကိုကျွန်တော်တို့ပြိမိနေပြီတင်နေဒီကောင်တွေကိုတက်လို့မရဘူးဗျခွန်လား စိတ်ကိုအေးအေးထားစမ်းဘလောက်တော်တဲ့သူဖြစ်ဖြစ်ဟာကွက်တော်ရှိမှာပဲငါတို့ကဒီအောက်လန်မိစ္ဆာတွေလက်ချက်နဲ့ဘာမှမဖြစ်နိုင်ဘူးမောင်ကောင်းကခွန်လာကိုနှက်သိပ်ပေးပြီးတော့မြေကြီးကိုဖနှောင်းနဲ့ပေါက်ချလိုက်ရာပက်ပက်လေးမှဝိုင်းနေတဲ့မွေဟောက်တွေအလုံးအနောက်ကိုအနေငယ်ပြန်ဆွတ်သွားတယ်ဟိတ်အမင်းနေဝေဝါအလုပ်ထားရင်မူလာပြန်စမ်းမောင်ကောင်းကမွေတွေကိုလက်ညှိုးထုတ်ပြီးအမင်းပြေးတဲ့ချိန်မှာမွေကောင်ပေါင်းများများစွာဟာတကောင်နဲ့တကောင်လိမ်ပတ်ပုတ်ကပ်ပြီးလူကြီးတစ်ဖက်စာလောက်ဖြစ်တဲ့မွေတကောင်ဖြစ်ကိုပြောင်းလဲသွားတယ် ဒေါသတကြီးဖြစ်နေတဲ့မွေးဟောက်ကြီးကအချိန်နဲ့လာပြီးစီးကိုဖျက်ကျော်ဖို့ကြိုးစားပေမဲ့မမြင်ရတဲ့တာစီတစ်ခုနဲ့တိုက်မိတယ်လို့ဖြစ်ပြီးတော့အနောက်ကိုလဲချသွားတယ်။ဗိုလ်ရိတ်နဲ့တူပါလာတဲ့မိန်းမက မောင်ကောင်းတို့ခုခံတာကိုမြင်တော့စိတ်မရှိဖြစ်လာတယ်။ဒါကြောင့်အိတ်ကတ်ထဲမှာပါလာတဲ့ဇီးတိချောက်တွေကိုထုတ်ယူကလေဘော်ကိုပစ်တင်နေဆိုရင်ပဲလက်သီးဆုပ်အရွယ်ရှိတဲ့ဗရုံးကောင်တွေပြောင်းသွားတယ်။ပြီးတော့မောင်ကောင်းတို့ကိုတိုက်ခိုက်ဖို့တုံးဝင်လာခဲ့တယ်။အေယာမမွေကြီးကမြေပြင်စီးကိုထုတ်ဖောက်ဖို့ကြိုးစားသလိုဗရုံးကောင်တွေကလည်းဝေဟင်စီးကိုဖောက်ဖို့ကြိုးစားတာကြောင့် ကာကွယ်ထားတဲ့စီးကမခံနိုင်မနဲ့ဖောက်ခနဲ့ပြတ်ထွက်ပြီးကျိုးသွားတယ်။ဒေခွန်ရဲကိုအသင်းဆောင်နေတဲ့ဘော်ဒိန်းနဲ့မက်တင်ကမိမိတို့ရဲ့ဆွမ်းအားတွေကိုအသုံးချပြီးအသေးတက်ဖို့အနားကိုကတ်တဲ့ချိန်မောင်ကောင်းရဲ့ညာဘက်လက်ကမြေကြီးပေါ်ကိုဖြောင်းဝင်နေရိုက်ချရာကိုကိုဘင်းတဲ့ဘွားကနေပိုက်ကုန်နဲ့ဒလုံးကင်ထားတဲ့ပုပ်ကိုလေးရခုံဆင်းလာတယ်။မိစ္ဆာကောင်တွေရဲ့အတိုက်ကိုကာကွယ်ကြငါတို့ဆွမ်းကိုပြကြတော့ဒီတန်နဲ့တူတူပိုက်ကုန်ကိုလေးမှဝေရံပြီးဗတော်ကောင်တွေခြေထဲကိုပြေးဝင်သွားတယ်။အဆောင်ပုပ်ကိုလေးအနားကိုမရောက်ခင်မှာပဲ။ မွေဟောက်ကြီးကအမင်းနဲ့ရိုက်ထုတ်ဖို့ကြိုးစားပေမဲ့လေအောင်လိုလှင်မြန်တဲ့အဆောင်တွေကိုမတိပဲနဲ့အနားမှာရှိတဲ့တစ်ပင်တွေကိုသာရိုက်မိသွားတယ်။ဒီချိန်မှာဖြက်ကနဲ့လက်ကနဲ့ရွေးရှားသွားတဲ့ဓာချက်တွေကြောင့်မွေဟောက်ကြီးကနေကန့်လန့်ဖြက်အစင်းရတွေထင်လာပြီးတော့ညုံမဲမဲသွေးပုတ်ရည်တွေစီးကြလာတယ်။အထိနာလာတဲ့မွေဟောက်ကြီးကဒေါသပုံထားပြီးမမဲမိညာကိုအမင်းနဲ့ရိုက်ပုတ်နေတဲ့အတွက်အနားမှာရှိတဲ့ကိုကိုပင်အခောက်တွေဟာဖွာကနေဖွာကနေနေအောင်ရွံ့ထွက်ကုန်တယ်။အချိန်ကြာလာတော့မောပန်းစာပြုတ်လာပြီးဖြစ်တဲ့မွေဟောက်ကြီးကိုလေးပဲလေးတန်းဝိုင်းပြီးတော့ လက်ထဲမှာကင်ထားတဲ့ပိုက်ကုံကိုလေးပေါ်ပစ်တင်လိုက်ရလေးကုလုံးပိုက်ကုံတွေကတစုတစည်းနဲ့ဖြစ်သွားပြီးတော့ဒေါသတကြီးခတ်ထန်နေတဲ့မွေးဟောက်ရဲ့ခန္ဓာကိုယ်ကိုမလုံးရှက်ဖြစ်အောင်လို့ခြုံအောင်ထားလိုက်တယ်။ရုံးကန်လေးတင်းကျပ်လေးဖြစ်တဲ့ပိုက်ကုံအောက်မှာအများချွန်ချောင်းထားနေတဲ့မွေးဟောက်ကြီးဟာဒီကောင်တကောင်တို့ဖြည်းဖြည်းနဲ့ဝဆန်းလာတယ်။နောက်ဆုံးမှာတော့လက်ကောက်ဝက်ခန့်ရှိတဲ့ပိုချိုးအနှံ့အောင်ဖြစ်ကိုပြောင်းသွားတယ်။ဒီတော့မှဘိုးဒိန်းနဲ့မတင်းတို့လည်းသူတို့ပညာကိုအလွယ်တကူထိန်းချုပ်လိုက်တဲ့မောင်ကောင်းကြောင့်အချင်းနေမဟန်မှုဆိုတာရိတ်စားမိပြီးတော့ စက်ကြိုးစီးကထွက်ပြေးဖို့လုပ်မှာပဲဟိတ်စက်ကြိုးမှန်သမျှပြုတ်ကြစမ်းဆိုတဲ့အတန်းနဲ့တူတူလက်ဝက်ဆောင်နဲ့လေထဲကိုခုတ်ချလိုက်ရကိုကိုပင်အဖျားနာရောက်နေပြီဖြစ်တဲ့ဘိုးဒိန်းနဲ့မက်ဒင်းတို့ကားကားကြီးပြုတ်ကြလာတယ်အမင်းကနေပြုတ်ကြတဲ့အချိန်ကြောင့်မြေကြီးပေါ်မှာလွလွန်ကြီးတွားနေတဲ့အချိန်မောင်ကောင်းကအနားကိုကတ်သွားတယ်ဆိုင်ရန်ပုတ်ကိုရီဒီပညာတဲ့နှစ်ယောက်ကိုကိုကိုပင်အောင်မှာချုပ်အောင်ထားစီကျုပ်အမင်းမရပဲနဲ့ဘသူမှမတွေ့မမြင်စေရမလှုပ်ပေးစေရဒီလိုအမင်းပြန်လိုက်တဲ့ဆိုရင်ပဲ လဲကျနေတဲ့ဘောရင်းနဲ့မက်တင်းတို့လည်းခန္ဓာကိုယ်ကခြေထောက်ကနေဒရော့တိုက်ဆွဲခေါ်ခံလိုက်ရတယ်လို့ကိုကိုဝင်မှာဆွဲကတ်နေတာတွေ့ရတယ်။မောင်ကောင်းတို့နှစ်ယောက်နေတူပဲတခြားတစ်ဖက်မှာလည်းအောင်မြတ်တာနဲ့ဒေါမုံတို့ရဲ့ပညာပြိုင်မှုကပတ်ဝန်းကျင်မှာနေတဲ့ရုပ်ကစိုးတွေတောင်မှထပ်ပြေးကြတဲ့အထိပြင်းထန်နေတယ်။တလင်းမြေလိုပြောင်းချောနေတဲ့ဒေါမုံရဲ့အင်ရှင်မှာတော့ရောင်တစောင်းထုံထားပြီးယောဂိဝိဆုံဝိဆန်ထားတဲ့လူတစ်ယောက်မလုံးမရှက်ရက်တယ်။သူရှင်မှာတော့မျိုးပုတ်ပုတ်အစိမ်းထမိန်ကိုခက်တတို့ဝိဆန်ထားပြီးတော့ ရောင်မုတ်ဘက်စလိတ်ကိုဟန်ပပါဖွာရှာနေတဲ့အမဲတို့အုပ်ကဒုတစ်ဘက်ကိုထောင်းတစ်ဘက်ကိုချပြီးတော့ခက်ဆင်းဆင်းစိုက်ကြည့်တယ်။ဟဲ့ကောင်လေးငင်းကဒီနေမျိုးကိုအခွင့်မရှိပဲဝင်လာတဲ့ဆရာပေါ့စာမို့လားစလိတ်မိသားတွေကိုကျမ်းပေါ်ထိုးချလိုက်ပြီးတော့မေးလိုက်တဲ့အတန်းကြောင့်ပဲအောင်မက်တာကခက်ပြမြုံမျက်နှာထားနဲ့ကြည့်တယ်။နေမျိုးတွေပိုင်နှက်တွေပြောရအောင်လို့အခုခက်ကပရိတရိခက်မှမဟုတ်တော့တာအမေကြီးဘာလို့ငါဆိုတဲ့အတ္တကိုဆွဲကင်ထားတာလဲ။ ုံမှာလူကားပြင်မတောက်တခေါက်နဲ့ငါကိုလာပြီးတော့တရားလာချနေတယ်ဟာဒီနေကငါနေငါပိုင်နဲ့မဲမှုံရဲ့နေတဲ့ဝင်လာရဲ့အပိုးကျိုးရင်ကျိုးမကျိုးရင်ငါကိုယ်တိုင်အရင်ကနေဆွဲချိုးပေးတဲ့မိမဒါဆိုဗျာကျုပ်ကအပိုးမကျိုးဘူးလို့အမေကြီးကပြောချင်တာလားအမေတာစကားကြောင့်ဒေါမုံကမျက်ဆောင်နဲ့စိုက်ကြည့်တယ်နင်းနဲ့နင်းတပြည့်နှစ်ယောက်တည်းပြန်ထွက်သွားမယ်ဆိုရင်တော့မဲမုံကသဘောထားကြည့်ကြည့်နဲ့လှုပ်ပေးလိုက်မယ်ဟိုတယောက်ကတော့ ငါစီကိုအပ်ခဲ့တုပ်ဘွားကိုချုပ်ကင်မို့ဆိုတာတိတ်မလွယ်ဘူးထင်တယ်နော်။ဘာဖြစ်လို့လဲဆိုတော့ကျုပ်ကတိတ်ကိုခေါင်းမာတဲ့ကောင်ပဲ။ဒီလိုဆိုတော့လေငါဘက်ကတေးခနိုင်စွာကုံသွားပြီ။မနှက်ကြရင်တော့နင်းအလောင်းကိုကောက်ဖို့တပည့်တွေကိုအကြောင်းကြားပေးရမှာပေါ့။ဒေါမုံကထိုင်ရာကနေမထပဲဘိန်းမှာချထားတဲ့မျက်ဖြာတစ်ချက်ကိုလက်နဲ့ပုတ်လိုက်ရာမျက်စိရှိမှလည်းမဲတရောင်တတရှိတဲ့လင်းတို့တစ်ကောင်ဖြစ်ပြောင်းသွားပြီးတော့အောင်မက်တာစီကိုတဟုံထိုးပဲဝင်ရောက်လာတယ်။ အနားကိုရောက်ဖို့လက်တကမ်းလုံမှာတော့ညာဘက်လက်နဲ့လေတဲကိုဆွဲယူပြီးဘေးကိုပြစ်ထုတ်ရာလင်းတို့ကြီးကစက္ကနဲ့ရွှေ့သွားပြီးတော့ခြံစည်းိုးထောင်မှာတော့ကတ်တယ်။အောက်မှာနင်ကအလှကြီးပါလားမင်းကိုလည်းအထင်သေးလို့မရဘူးပဲ။ဒေါမုံကမကြေမချမ်းနဲ့ပြောလိုက်တယ်ပြီးတော့ခြံထဲမှာရှိတဲ့တစ်ပင်တွေကိုလက်ညှိုးထုတ်ကနှုတ်ကနေတွတ်တွတ်ရုတ်လိုက်တယ်ဆိုရင်ပဲတစ်ပင်ကြီးငယ်တွေဘောကနေစောက်ထိုးဆင်းလာတဲ့ပုံမသဏ္ဍာန်အရွယ်ဆုံးနာနာဘောကတွေကိုမြင်လိုက်ရတယ်။သားတို့သမီးတို့ကလေးတို့ နင်တို့အမေကြီးကိုစော်ကားနေတဲ့ဟော်ဒီလူကိုဆုံးမလိုက်ကြစမ်းသူ့ကိုတတ်နိုင်တဲ့သူကိုအမေကြီးကိုယ်တိုင်နေစရာစောက်ပြီးတော့ချိမြောက်ပေးမယ်ဒီလိုပြောလိုက်ရာနနာဘွားတွေကတိတ်ပြက်ဖွယ်ရငိုတန်တွေရည်တန်တွေပေးပြီးတော့အနာကိုတိုးကပ်လာတယ်။အောင်မက်တာကတော့နနာဘွားတွေကိုကြည့်ပြီးညာအချီကိုဖောက်ခနဲ့ပေါက်လိုက်ရာမြေကြီးတွေကနေခါးချိုးအနေစားတွေစီးထားတဲ့ဂိုင်းဆောင်ဘလူးတွေကုန်းထားလာတယ်။ဗဇက်ကနေခြုံထွက်နေတဲ့အဆွေဖွေးတွေဝင်းကနေလက်ခနဲ့ဖြစ်ပြီးစိုးပြေပါတဲ့တင်မုံထက်လက်ကိုကင်ထားတဲ့ဘလူးတွေက နာနာဘွားတွေလည်းကိုခုံဝင်ပြီးတော့တဖုံဖုံနဲ့ရိုက်ပုတ်တယ်။အာနာကုံအန်းနှင်းခံထားတဲ့ဂိုင်းဆောင်ဘလူးတွေရဲ့ဟုံတိုင်းကျဲမှုကြောင့်ပဲစောက်တရမရထပေးကြတဲ့နာနာဘွားတွေရှိတယ်လို့ကောင်းမှပြီးတော့အတင်းဝင်ရောက်တိုက်ခတ်ကြတဲ့နာနာဘွားတွေလည်းရှိတယ်။ဒီချိန်မှာကောင်းကင်ကနေဖြိုးကနဲ့ပြက်ကနဲ့တက်လာတဲ့ရာကြောင့်အောင်မက်တာကလက်ညှိုးထုတ်ပြီးတော့အကူညီဆက်တွေအားလုံးဒီအိတ်ငယ်နမိတ်ထဲကိုမဝင်စေရအားလုံးပြတ်တောက်စေဒီလိုအမိန်ပေးလိုက်ရာဆက်တွေအားလုံးတစားစီဖြစ်ပြီးတော့လွန့်ထွက်သွားတယ်။အမေကြီး ဒီလောက်ဆိုအရှုံးပေးပြီလားအမေတာစကားကိုတောင်မောင်ကဘာမှပြန်မပြောဘဲနဲ့ခေါင်းငိုက်ဆိုင်ကြပြီးပြောင်းမှုဘက်ဆက်လက်ကိုသာတဖွာပြီးထွားဖွာရှိုက်တယ်။နင်းလိုလူငယ်တယောက်ကိုငါဘာလို့တိုက်လို့မရတာလဲ။ငါပညာတွေကနင်းအနားကိုရောက်တာနဲ့အကုန်ပြတ်သွားတာကိုအံ့ဩနေတာ။ကျုပ်တို့ကသူတို့ကောင်းပညာကိုယူထားတာဗျ။ကျုပ်တို့ပညာကြောင့်သူတို့ဘာမျက်ရည်ကြီးငယ်မချခဲ့ရဘူး။သူတို့ဘာအသက်မသေးခဲ့ရဘူး။ဒါကြောင့် လောကပါလာနဲ့တွေကမကောင်းတဲ့အတက်ပညာထက်ပိုသားအောင်ကြည့်ရှုပေးနေခဲ့တာနင်းနိုင်တယ်ဆိုတော့အခုငါ့ကိုဘာလုပ်ချင်လဲအမေကြီးကမှန်မချသေးပါလားကျောက်ကဒိနေကိုလာတယ်ဆိုတာရှေးဆရာအဆက်ဆက်တဲခုပ်ဘူးတဲ့ဖုန်းအကြောင်းစီကိုပဲလာတာဒါကိုအမေကြီးကကျောက်တို့ကိုဘာလို့ရံပြုတ်နေတာလဲဘိုးရင်းဆိုတဲ့တပည့်တယောက်ကနင်းခေါ်လာတဲ့ကောင်လေးကိုသူပြန်ခေါ်သွားချင်တယ်ဆိုပြီးပြောလို့တပည့်တန်ရုံစင်နဲ့ကိုညီမဲလို့ပြောတာဒါပေမဲ့နင်းတို့ကငါထင်တာထက်ပိုပြီးတော့ စွန့်နေခဲ့တယ်။အမေကြီးအမေကြီးလည်းအသက်ကြီးနေပြီးစိတ်တွေကိုလျှော့တင်နေလို့အကြံပေးခြင်းနဲ့ဒီနေ့တဝိုင်းမှာပညာတွေများလာကြတော့အမေကြီးအနေနဲ့မဖြစ်တဲ့နာတွေမဖြစ်အောင်ထိမ့်သိမ့်ပေးစေချင်ပါတယ်။နေငါးကိုပညာမနှုတ်တော့ဘူးလား။ကျွတ်တို့ကအွန်လိုင်းပညာတွေနဲ့ရင်ဆိုင်ထဲမှာပညာနှုတ်တာမဟုတ်ဘူး။လုံးဝကိုပြောမရဘဲနဲ့ကြမ်းတမ်းရိုင်းဆိုင်တဲ့သူတွေကမှပညာနှုတ်တာ။အခုအမေကြီးအနေနဲ့ဒီပညာကိုအသုံးချပြီးမတရားမှုတွေမဖြစ်အောင်ထိန်းချောင်းပေးမယ်ဆိုရင်တော့ တစ္ဆာရီတိုက်ပြီးတာနဲ့ကျုပ်တို့တွေကိုယ့်နေရာကိုကိုပြန်มาပါငါကဘယ်လိုမျိုးတစ္ဆာဆိုရမှာလဲမေကြီးကိုယ်တိုင်တက်အပ်ထားတဲ့ပညာနဲ့တပားသူအသက်သေးစေအောင်မပြုစားပါဘူးဆိုတဲ့တစ္ဆာပြီးတော့အမေကြီးနေမြေထဲမှာမကောင်းတဲ့ပညာတွေကြောင့်ဒုက္ခရောက်နေတဲ့သူတွေကိုကြည့်ရှုပေးမယ်ဆိုတဲ့တစ္ဆာကိုဆိုရမယ်ကောင်းပြီငင်းကအသက်ငယ်ပေမဲ့ရင့်ကြတယ်အခုကစပြီးတော့နင်းပြောသလိုလုပ်ဖို့အတွက်စူးစမ်းပေးမယ်ဒါကလည်းငါရှုံးလို့လောက်တာမဟုတ်ဘူးနော်ငါစိတ်နဲ့ငါလောက်တာ ောင်မြတ်သာလည်းမာနစိတ်ကြောင့်နောက်ဆုံးချိန်ထိလေတံမာနေတဲ့တော်မုံကိုခပ်ပြုံးပြုံးကြည့်ပြီးတော့တစ္ဆာရီတိုက်ကပြန်လာခဲ့ပါတယ်။ကျောင်းဘုံကိုရောက်တော့မနက်အာယုံတက်တဲ့အချိန်ဖြစ်ပေမဲ့မောင်ကောင်းနဲ့ခွန်လာတို့နှစ်ယောက်ကတော့တယောက်ယောက်တယောက်ယောက်နောက်တစ်ထောင်မှထိုင်ပြီးအင်းခွက်တွေရေးဆွဲနေရမြင်ရတယ်။မောင်ကောင်းဟုတ်ကဲ့ဆရာ။မင်းချုပ်ထားတဲ့နှစ်ယောက်ကိုပြတ်လွတ်ပေးလိုက်တော့ရုတ်တရက်ပြောလိုက်တဲ့အောင်မြတ်သာစကားကြောင့်အင်းခွက်ဆွဲနေတဲ့ခွန်လာစက္ကနဲ့ကောင်းထောင်ကြည့်တယ်။ဆရာ ကျွန်တော်တို့ဆရာစကားနားမထောင်ဘူးမင်းတို့နှစ်ယောက်လုံးကိုအပြစ်မပြောဘူးလောကီဆရာနှစ်ယောက်လုံးမဲ့သူဟာဘလို့အချိန်နေမှာဖြစ်ဖြစ်ရင်ဆိုင်နှံစွမ်းရှိရမယ်ခေါင်းထားလေပို့ကြိုးစားပါမိမကတခြားသူတွေနဲ့မတူဘူးပါရမီတစ်ခုကပါနေတယ်ဒါကြောင့်ဒီပါရမီကိုအသုံးချပြီးတော့လူတွေကိုကောင်းကျိုးပြုနိုင်အောင်လုပ်ပါဟုတ်ကဲ့ပါဆရာတေချာစ조사တင်ယူပါမယ်မောင်ကောင်းတဲ့စကားဆုံးတာနဲ့ချက်ချင်းဆိုသလိုကိုကိုပင်အောင်မှာချီနောင်ထားတဲ့နှစ်ယောက်ကိုအမင်းပြန်ပြီးတော့ပြန်လှုပ်ပေးလိုက်တယ် နှစ်လပြည့်လို့ပြန်ကန်လေးချိန်ရောက်တော့ဒေါမော်တယောက်ချက်ချင်းရောက်ချလာပြီးလမ်းခီးမှာစားဖို့အသီးနှံတွေကိုလာပေးတယ်။ဘူလုံတင်ကတော့အောင်မက်တာကိုခပ်ပြုံပြုံကြည့်ပြီးမျက်ရည်စားတွေစီးကြလာတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီတစ်ခါတွေ့ဆုံခြင်းကသူ့ဘဝရဲ့နောက်ဆုံးတွေ့ဆုံခြင်းဖြစ်လို့ပဲ။ဘူလုံတင်ဆိုတာကတစ်ချိန်ကလှန်ခွေဓာကျူမောင်ပါမို့ဖြစ်ခဲ့တယ်သူဆိုတာကတော့အောင်မက်တာကလွယ်ပြီးဘယ်သူမှသိနိုင်မှာမဟုတ်ပါဘူး။ဒီမှာနေမယ်ကျွန်တော်တင်ဆက်ပေးခဲ့တဲ့ ရာလောကဇာတ်ပြီးဆုံးပါပြီ။နာတော်တာစင်တို့ပြိတ္တကြီးလည်းစေချနာချင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံတော်မူကြပါစေခမညာ။